အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ဖတ်ပြပေးမှာကတော့ဆရာကြီးတက်ကသူဖုန်းနိုင်ရေးသားတဲ့ဗတောက်ပွင့်စဲလာတာစဲဝဲဆိုတဲ့ဝတ္ထုရဲ့အပိုင်း16ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာဗတောက်ပွင့်စဲလာတာစဲဝဲအပိုင်16ကျေမကြွေသောညများ စိတ်တစလွင်ပြင်း လွန်တေပစင်းရှိုးမ တကူးလေလင်းမိုးမြူလွှမ်းသောအေယာဦးတာ၍ဝေးရာစီကိုပါတငယ်ချင်းမဆန်တာကျွန်တော်ဝတ္ထုအမိများဖြစ်ပါသည်ဆက်နှင့်လှဲ့ထုတ်တဲ့ကဲ့သို့မဟုတ်တော့လဲတနစ်လျင်နှုတ်နှုတ်မြကျွန်တော်ရေခဲ့သည်တိထက်နေရေပြန်တော့လဲပရိသတ်နှင့်အဆက်ပြတ်သက်သည် ဆိုကြ၏တငယ်ချင်းမဆန်တာကသောသောဘဝနှင့်ကျွန်တော်နောက်ဆုံးရေးခဲ့သောဝတ္ထုဖြစ်၏ အကြောင်းမှာထိုနှစ်ကကျွန်တော်ဘွေးရသောကြောင့်ဖြစ်ပါသည်ငယ်စဉ်တုန်းကဝိဇာတန်းတွင်မြန်မာစာပေအင်္ဂလိပ်စာပေပါဠိစာပေယူမည်ဟု စိတ်ကူးရင်ထားတော်လဲတကယ်တမ်းကျတော့အင်္ဂလိပ်စာပေနိုင်ငံရေးသိပ္ပံနဲ့ philosophical တတ္တနိကဗေဒကိုယူခဲ့သည်မြန်မာစာပေနဲ့ပါဠိစာပေကို အထင်ကြီးနှစ်သက်သည်မှန်တော်လဲကိုကံလေးကရှိထားနေပြီဖြစ်သည် ကိုမတက်သေးသည့်စာရေးဆရာဘဝ၌အသုံးဝင်မည်ထင်သောဘာသာများကိုတမင်ရွေးယူရခြင်းဖြစ်လေသည်စာရေးဆရာဟူသည်တမိုင်းနိုင်ငံရေးသိပ္ပံနှင့်ဒန္တနိကဗေဒကိုချစ်ချေမြင့်မြင့်လေးနားလည်ထားသင့်သည်ဟုကျွန်တော်ယူဆပါသည်တာ၍ဝေးရာစီကိုပောင်းဝတ္ထုမှစပြီးလွင်မော်စာပေနှင့်ကျွန်တော်ဆက်ဆံသည်လွင်မော်စာပေမှဥထင်ပေါ်သည်မော်ကုန်းဝင်၃၀ရာသော ရဲဘော်ဟောင်းကြီးတဦးဖြစ်သည်ဂရီတီဘီရဲဘော်စိတ်ရှိယောသားပွင့်လင်း၍နှလုံးဖြူသည်သူစားတိုင်းမှစားအုပ်ကိုလည်းပလက်ဖောင်းပေါ်အရောက်မခံသော ထုတ်ဝေသူဖြစ်လေသည်ဥထင်ပေါ်နှင့်ပတ်သက်ပြီး29လမ်းတိုက်တလုံးတွင် အလေထက်၌ကျွန်တော်နေရန် အခန့်တခန့်ရသည် လင်ကိုမရနေနိုင်သောအခန့်ဖြစ်ရာကျွန်တော်တယောက်တည်းအတွက်ကောင်းစွာကျေဝန်းလွတ်လပ်သည် အနောက်ရှက်မရှိဘဲကောင်းစွာစာရေးနိုင်သည် ကမထန်းထိုင်နိုင်သည်အိတ်ချင်သည့်ချိန်အိတ်ထချင်သည့်ချိန်ထကိုချိန်ကိုအစိုးရ၏ကျွန်တော်နှင့်ခစ်ပြိုင်စာရေးဆရာတို့ကစာပေခစ်ကောင်းကိုမိကြသူများဖြစ်ကြပါသည်စခင်ကနှစ်ချက်တန်ဝတ္ထုအုပ်ရေ2000ကုံလင်းဝန်တာရသည် ဆို၏9000ကုံလင်းစံချိန်ချိုးသည် ခေါ်ကြ၏ကျွန်တော်တို့ခစ်တွင်က စာဖတ်ပရိသတ်တိုးပွားလာသောကြောင့်ငါးချက်တန်ကိုပင်တောင်းကြော်ရိုက်လာရပြီရေမြင့်၍ကြာတင်သည်ပြည်သူမြောက်စား၍စာရေးဆရာတို့အခြေမြင့်ရသည်ကျွန်တော်ဝတ္ထုများသည် အလွမ်းဘက်ရိုင်းသောဝတ္ထုများဖြစ်ကြသည် အလွမ်းတက်ခံရှိနေသောကြောင့်အလွမ်းတွေရေမိသည်မှာမဆန်းတို့ရတွင်စာရေးသက်ရလာသောအခါဥတီချက်ကလေးပြောင်းလာ၏ကဘာကျော်ဝတ္ထုရေးဆရာကြီး ဟေမင်ဝေးသည်ဂျန်တန်ရက်ဆက်မှုအကြောင်းဝတ္ထုတွေကိုရေးသည်မူလကဂျန်တန်ရက်ဆက်မှုအကြောင်းကိုရေးယုံတက်တက်ရေးခဲ့သည်နောက်သောဂျန်တန်ရက်ဆက်မှုတို့၏အကြောင်းခံတရားကိုသုံးသက်ဆင်ခြင်၍ရေးလာသည်ဆို၏ကျွန်တော်လည်းမူလကလွမ်းဖွယ်ရာကိုလွမ်းဖွယ်ရာတက်တက်ရေးခဲ့မိသည်နောက်တော့လွမ်းဖွယ်အဖြစ်တို့၏အကြောင်းခံတရားကို စ조사ပြီးသုံးသက်ဆင်ခြင်၍ရေသည်အကြောင်းခံတရားကိုနှစ်ပါးသောဌာန၌ကျွန်တော်ကတွေ့သည်တဌာနကဝိသမလောဘလွှမ်းသောလူနေမှုစနစ်ဖြစ်သည်တဌာနကလူ၏စိတ်တည်းမှအဝိဇ္ဇာနှင့်တဏှာဖြစ်လေသည်ကျွန်တော်၏ဝိထုများတွင်ယင်းအကြောင်းခံတရားနှစ်ပါးကိုတတ်နိုင်သမျှစ조사တင်ပြသည်အဲ့ဒီနေ့တုန်းကဘရောက်ပင်ကြီးတပင်အောက်သို့ မမျော်လင့်ပဲကျွန်တော်ရောက်သွားခဲ့သည်ကျွန်တော်ဆရာကတိကတူကအင်းအားရိတ်တာလမ်းတွင်နေသည်ကိစ္စတစ်ခုကြောင့်သူနှင့်တွေ့ပြီးကျွန်တော်ပြန်လာခဲ့သည် သူ့အိမ်ကြောပမနေ၍ဖြက်လန်းအတိုင်းပြည်နှင့်တကောင်းចောင်းဆောင်များစီ ကျွန်တော်လျှောက်လာခဲ့သည်ဒီចောင်းဆောင်များဂိဝါမှအင်းစိန်ကားစီရန်ဖြစ်သည် အချိန်မှာတကြံပိဇာဖြစ် BOC ကောလိပ်ရှိရောက်၌ ရောက်ပင်ကြီးကိုကျွန်တော်ဘွားဘွားတို့မိတော်၏။ဩပင်လုံးကျွအောင်ဘရောက်တွေထိန်ထိန်ဝင်းနေသည်တကားဘရောက်တစေအချောက်ခံရလေသည်ဟုတော့မဆိုပါတို့ရတွင်လှိုင်းထလှုပ်ရှားသောရင်နှင့်မူဘရောက်ပင်ကြီးကိုရက်ငေးခြင်းမိသည်တက္ကသိုလ်နယ်မြေပါကဘရောက်ပင်တွေပေါ်လာသည်တို့တစေဘရောက်ပင်အများက ကပ်ပလီဘရောက်ခေါ်ဝေးစားထားသောဘရောက်ပင်တွေဖြစ်သည် တို့ကမိုးဖြန်ဖြန်ရွာသောဇူလိုင်လထဲတွင်ပွင့်ကြသည်နှစ်ဦးမင်္ဂလာတကြံခါပွင့်သောပန်းမဟုတ်လေတော့သူတို့ကိုဘသူကမှမျက်မျက်နှိုးနှိုးတန်ဖိုးမထားကြယခုတော့ကျွန်တော်ရှိမှဗရောက်ပင်ကြီးကညမဗရောက်ပင်ကြီးဖြစ်ဤ။ဦးလဲဦးမင်းသည်မြင်လဲမြင်ပါသည်။ပင်ဦးကြီးဖြစ်တော်လဲတစ်နှစ်မှတစ်ခါသူ့ဓမ္မတာမို့ချိန်စွာလှိုင်းစွာ မချွင်းမချမ်းထိန်ထိန်ဝင်းအောင်ပွင့်ပြနေကြသည်ပန်းချစ်သူတက္ကသိုလ်လှပြိုပြူတို့ကယခုဒီမြေမှာ မရှိကြပေရှိကြလျင်တော့ဒီပင်အိုမှအလှပန်းကိုသူတို့ကောင်းမှဆင်မြန်းကြပေမည်အခုအချိန်မှာပင်တပါသောမြေ၌တပါသောအပင်ဤဘရောက်ပန်းတို့သူကလေးတို့ဤကေတာဦးမှာတင့်ထူးနေကြမည်ထင်သည်။ဩဒီပင်အိုကတော့မျက်နာငယ်ပါ။ ဥပွင့်ပန်းကိုဆင်မြန်းသူกินပါပြီတော်တော်ကြတော့ဘတော့ရွှေမြေမာခါရသည်တစ်နှစ်တွင်တလတလတွင်တရက်ပွင့်ပေးလေလျက်ဆင်သူမဲ့တော့မြေထက်ဝဲမျက်နာငယ်ဇက်သိန်းရှာရမည်ဒီပင်ိုမျိုးနှင့်ဒီမျက်နာငယ်အလှပန်းမျိုးတို့သည် ကဘာမြေဝဲမရေမတွက်နိုင်အောင် ရှိပေလိမ့်မည်။ဩဒီလိုပင်ကို့မြစ်တာပတောက်အလှကို ကိုယ်ခန္ဓာရိုးပြမြေကြအထိကိုယ်ရင်မသာတိမ့်စီယူသွားရသူတွေလည်းဒီကဘာမြေဝဲမရေမတွက်နိုင်အောင်ရှိရှာပေးလိမ့်မည်အတိတ်အရေးတည်လဲကျွန်တော်ပြဆုပ်ပံပေါ်မှာညွညို့မိုးလာသည်ဟောမစင်ငင်းရင်လှပင်မင်းမှမာလာသုံးသည်တို့ဘဝမှာပရောက်တုံးပေလိမ့်စံထုံးနောင်မပြင်းနဲ့ဟောဒီတော့ကဒီကပြာကိုဆက်တာဆက်သည် ဘဝမှာကပရောက်ပွင့်စေလာတာစေပါယခုတော့ပရောက်လေတုံးလာလေပုံပြီဩမမဝေရမောင်ဘဝမှာပရောက်လေတုံးလာလေပုံပါလေပြီကောအင်းစိန်ဘက်ဆက်သွားစရာရှိသည်ကိုမသွားတော့ဘဲကျွန်တော်ကတိုက်ခန်းသို့ ပြန်လာခဲ့သည် စာရေးစပွဲမှာကျွန်တော်ထိုင်သည်အကြာကြီးထိုင်သည် ျွန်တော်ရှေ့မှာဖောင်ဒိန်လဲရှေ့သည်စာရေးစက်ကူဖြူဖြူအလွတ်လဲရှေ့သည်ဘာမျှတော့ကျွန်တော်မရေးကျွန်တော်စိတ်မှာရုတ်တရက်တော့စက်ကူဖြူအလွတ်ပမာဗလာချီကဲ့သို့ဖြစ်နေသည်တို့ရတွင် ကျွန်တော်တကူလုံးကိုတော့ခံစားမှု တိမ်ကိုတို့တဖြည်းဖြည်းတိုးဝေလွှမ်းခြုံလာသည် အတန်ကြာသောအခါကျွန်တော်သည်စပွဲတောင်မှတယ်လီဖုန်းကိုကောက်ကင်လိုက်ဟယ်လို ဥထင်ပေါ်လား။အော်ဟုတ်ပါတယ်ဆရာလား။ဟုတ်တယ်ဥထင်ပေါ်ဒါထက်ဒီလဆက်မှာဘာစားဥတင်းနေလဲ။အင်းမင်းသားအကိုအေးရဲ့စားဥလေး။မူလထုံးစံအတိုင်းနောက်ကျလို့တရကျန်းစော်နေရတယ်။ကြော်ညာဖို့နေရာကြံသေးသလား။ရပါတယ်ဆရာဘာပြုလို့လဲ။အော်ဒါဖြင့်ကြော်ညာထည့်လိုက်ဗျာကျွန်တော်ဝတ္ထုအစ်ဟာ တကယ်လားဆရာနာမည်ပါတယ်လေဆရာဘရောက်ကဲတနှစ်အချစ်ကတသက်တခါပြန်ပြန်ပြောပါအောင်ဆရာကျွန်တော်ကဥထင်ပေါ်တဲ괴ရန်တလုံးချင်းထပ်ပြောပါဤဘရောက်ကဲတနှစ်အချစ်ကတသက်တခါဒီကဘာလေးကသေသေးလေးပါအင်္ဂလိပ်လူမျိုးတို့ဤဆိုယိုစကားဖြစ်ပါသည်မတွေ့နိုင်မဆုံနိုင်ဟုထင်သူချင်း ပြန်လည်တွေ့ဆုံကြလျင်ဒီဆိုယိုးကိုပြုကြသည်ဒီကဘာလေးကတေတေလေးပါဘရောက်ကဲတစ်နှစ်အချစ်ကတသက်တခါဝတ္ထုအမိကရှည်သည် ခံစားမှုကိုဇက်လွတ်ပေးလိုက်တော့ဝတ္ထုကလည်းရှည်သွားသည်နှစ်လကျော်လဲအချိန်ယူရရာ၏ဝတ္ထုပြီး၍ကောင်းမွန်စွာ အနာယူပြီးသောတစ်နေ့လေတွင်ပန်ဆိုတန်းရှိ လွင်မောစာပေတိုက်သို့ကျွန်တော်သွား၏ သူ့စပွဲတွင် စာအိတ်တပုံကြီးနှင့်ဥထင်ပေါ်အလုံများနေ။ဆရာဆောင်အမှားတွေလေးဆရာကြီး။ညနေဖုန်းမပို့ရသေးဘူး။ဒီနေ့အထိအမှားစာ1000ကျော်နေပြီ။2000တောင်လောက်ပါမလားမသိဘူး။2000ဆိုတော့ပါပြီဗျာ။တော်တော့တော်ပါပြီ။ဒါပေမဲ့ဆရာဝတ္ထုထွက်တိုင်းကျွန်တော်မှာဒုက္ခတယ်လီဖုန်းကတကွန်ကွန်နဲ့အင်းရရှောင်းပြေးနေရတယ်။ဒီတော့လေဖိုးတင်အေးတို့နဲ့ အိုရီယန်မှာဘီလျက်ထိုးမကောင်းဘူးလားထိုးကောင်းတာထက်ဘီယာကပိုကောင်းတော့ကျွန်တော်ဘိုက်ကြီးအီအီလာတယ်မဖြစ်ပါဘူးအရက်ဖြတ်ပြီးဆရာတို့နဲ့ကမထမ်းလိုက်ထိုင်တော့မယ်ထိုးစဉ်တိုက်တွင်းတို့အသားဖြူဖြူလူနှဲနှဲတူးဝင်လာ၏အိုရီမှာပြေးပြီပြဥထင်ပေါ်ကျွန်တော်ကိုယ်တိုင်ဝင်းယူခဲ့တယ်စိတ်တိုင်းကြပဲပြို့လူရွယ်ကညနေပုံးပကြီးစာရွက်ကိုဥထင်ပေါ်အားလှမ်းပြီး တော်ပဲဆရာကြီးငါးချက်တန်လေးဖြစ်ပြန်အုတ်ရည်လဲ2000ဆိုတော့ကျွန်တော်အစမ်းထွင်လိုက်တယ်ဆရာဝတ္ထုမျက်နှာဖုံးကို အခုလစ်တုံနဲ့ရိုက်တယ်လေပတ်စံတော်ပိုးကုန်တာပေါ့ဒါပေမဲ့ဘသူမှမလုပ်သေးဘူးဘကြီးဆရာလဲပြောင်းလိုက်တယ်ဩမိတ်ဖွဲ့ပေးရအောင်မဲဟောတာကဘကြီးတန်းအောင်ဒါကတော့ဆရာဆရာလေးလိုင်းကျွန်တော်တုံလှုပ်သွားသည်သူ့သွားရေပေါ်အောင်ရေးပြီး ကျွန်တော်ထံလက်ကမ်းပေးသောကိုတန်းအောင်ကိုခိတ္တကြောင်းကြည့်မိသေးသည်ဆရာရဲ့တိတ်ဝမ်းသာတာပဲဆရာဝတ္ထုမျက်နှာဖုံးဆွဲရလို့ကျွန်တော်ဂုံယူမိတယ်ဆရာနဲ့လည်းတွေ့ကျင်တာကြာပြီအကြီးကလည်းဆရာကိုတွေ့ကျင်လို့တဲ့အကြီးကိုဆရာမှတ်မိပါတယ်နော်မမှတ်မိပါတယ်ကိုတန်းအောင်ဦးထင်ပေါ်ကကျွန်တော်တို့နှစ်ဦးကို ကြည့်၍အန်အောဟန်ဆို၏ လက်ဆက်သက်တော့ဆရာက မင်းမမဟုတ်ဘူးရွှေဤပါသိနေသလားဟုတ်လားဟဲ့ဆိုပါတော့ဗျာကဲပကြီးလဲကြည့်ကြပါဦးပကြီးကတာမန်ကြည်ယုံနှင်ပင်မြိုင်လာ၏လက်တော့ဆိုတော့မူလပကြီးမှပဂရိအယောင်တို့ကိုမယွင်းမပြတ်စေပဲပေါ်လွင်စေသည်အယောင်ကိုဆုံအောင်သုံးထားပုံကလည်းလာသည်ကွင်ဝါတွေနှင့် ပတောက်ပင်ကြီးတပင်ကိုအသားပေးဆွဲထားသောနှွေရှုခင်းမှာ မြူပြပြဝိနေပုံပါမကျန်းအသေးစိတ်ပြေဆုံးတင့်တယ်စီပွားရေးမျက်နှာဖုံးပကြီးထက်လက်စွမ်းပြရှုမျောခင်ပကြီးနှင့်ပိုးတူ၏ကုတန်းအောင်ရေခမရလက်ရာကိုအခုမှကျွန်တော်မြင်ဘူးတာပဲကြိုက်တယ်ဗျာနှွေရတအပြည့်ပေါ်တယ်ကျေးဇူးပါပဲဆရာ ကျွန်တော်စူးစမ်းဆွဲထားတာဘလောက်တမားနဲ့ကျွန်တော်ကခင်လဲခင်တော့နှစ်ယောက်တိုင်ပင်ပြီးအကောင်းဆုံးဖြစ်အောင်လုပ်ခဲ့တာပဲ။ ပကြီကောင်းပေမဲ့ဘလောက်တက်ရင်ခံရတယ်ဆရာ ကို့ပကြီဆွဲပြီးပြီဆိုလွတ်ထားလို့မရဘူးဦးထင်ပေါ်ကလည်းဝင်းထောက်ခံ၏မောင်တန်းအောင်ကကျွန်တော်ညီလိုပါပဲဆရာအစကသူမျက်နှာဖုံးပကြီလိုင်းမဟုတ်ဘူးသူ့လိုင်းကတက်တက်ကျွန်တော်အခုအတင်းဆွဲခေါ်တာဘယ်နဲ့လဲဆရာခြေနဲ့တယ်မဟုတ်လားဘာခြေနဲ့ပါတယ်ဗျာလုပ်ငန်းကိစ္စစကားကပြီးသွားပြီ ကိုတန်းအောင်ကကျွန်တော်ကို ကြည့်ပြီးပြော၏ဆရာကိုတွေ့ရဖို့မမျှော်လင့်ဘူးဆရာဝတ္ထုမျက်နှာဖုံးကိုဆွဲရတော့ဆရာနဲ့တနေ့တွေ့ရမယ်ဆိုတာသိတော့သိတယ်ပေါ့လေဟောဒါထက်ဆရာဆရာဟိုကပြားလေးနဲ့ပတ်သက်တဲ့ပကြီဟာလေအဲ့ဒါနဲ့ပတ်သက်ပြီးပြောစရာတွေရှိလို့ကိုတန်းအောင်ကအဲ့ဒီပကြီဆွဲပြစ်လို့လားဆွဲပြစ်တာပေါ့ဆရာဆွဲပြစ်ရုံတင်မကဘူး မမျော်လင့်သူတူဦးကိုမမျော်လင့်သောနီးနဲ့ကြောင်းလိုက်ရတယ်။ဘလို့မမျော်လင့်သူတူဦးကိုလဲ။ကိုတန်းအောင်ခိတဆိုင်သွား၏။ထို့နောက်အတိတ်ပဲမျိုးစုံထွက်သောမျက်နှာဖြင့်ကျွန်တော်ကို ကြည့်ပြီးတလုံးချင်းပြော၏။အဲ့ဒီပကြီးကို ဝဲသွားသူနာမည်ကဒေါ်ဝေဝေတဲ့ဆရာ။ဒေါ်ဝေဝေကြားလိုက်ရသည်ကိုနားကမယုံမိ။တစ်ချိန်တည်းမှာပင် ကိုတန်းအောင်ဘာဆိုလိုဒီကိုကျွန်တော်နားလည်လိုက်သည်။ဟောကိုတန်းအောင်ဒီနှုတ်ဆောင်စည်းဟန်တကားဦးထင်ပေါ်ရှိတွင် ကျွန်တော်တို့ဂျင်းသာနားလည်နိုင်သောစကားကိုသုံးလေသည်။ကျွန်တော်ဘာမျှမပြောခေါင်းကိုသာ အခါခါအလေးလေးညိတ်နေမိ။ငွေလာမင်းရဲ့ချစ်သူပကြီးကားရဲ့မူလပုံစံပကြီးကားလေးတော့အိမ်မှာကြံသေးတယ်။ဆရာလာကြည့်ပါလားဟင်။ကိုတန်းအောင်တို့အိမ်က ရွှေဘုံပွင့်လမ်းမှာနော်။ ဟုတ်တယ်ဆရာ ကောင်းပါပြီလေ တနေ့ကျွန်တော်လာခဲ့ပါမယ်လာခဲ့ပါဆရာညနေ9:00နာရီကစပြီးအိမ်မှာကျွန်တော်အမြဲရှိပါတယ်ဘေးမှာနားထောင်နေသောဦးထင်ပေါ်ကမကြေနပ်ဟန်ဖြင့်ဝင်ပြော်၏ဘယ်လိုလဲဆရာနဲ့မင်းကငါ့ကိုဗဟေလိဝက်ပြနေတာလားဒီလိုတော့မလုပ်ကြနဲ့လေမင်းရဘူးကျွန်တော်ကဦးထင်ပေါ်ကျေနပ်စေရန်လင်မြန်စွာဝင်ဖို့ရ၏ ဟေလီမဟုတ်ပါဘူး။ကြပြာနဲ့ပကြီးရဲ့လျှို့ဝက်ဇလန်းလေးပါ။တနေ့အဲ့ဒီဝတ္ထုခမရရရင်ပြီးရောပေါ့။မဟုတ်ဘူးလားကိုတန်းအောင်။အေးဟုတ်တယ်ဟုတ်တယ်။ထိုနေ့ကကိုတန်းအောင်နဲ့တွေ့ပြီးတိုက်ခန်းသို့ပြန်ရောက်တော့ခါကျွန်တော်တွင်တွေးစရာတွေတပုံကြီးပါလာ၏။ဒဝဝေးဟိုဒီမှာမမဝေးပဲဖြစ်ရမည်။မမဝေးသည်ဒီပကြီးကားကိုဘာကြောင့်ဝေရသည်နည်း တစုံတရာကိုမမဝေသည် ကြံလေမှတ်မိနေသလုံးဟိုတုန်းကတော့ကျွန်တော်မှာဘ ഹു တုတနေသေးသည်အင်ဒီဇီယာယောဂအကြောင်းကိုဘာမျှမသိဝိဇာရန်တန်တနိကဗေဒဤဘာသာခွဲဖြစ် အထွေထွေစိတ်ပညာကို ကျွန်တော်ယူခဲ့ရသည် အထွေထွေစိတ်ပညာဤအပိုင်းတစ်ပိုင်းဖြစ်သောဆန်လွဲမှု စိတ်ပညာကို ကျွန်တော်အထူးစိတ်ဝင်စားခဲ့သည်ဆန်လွဲမှု စိတ်ပညာကို တင်ရိုးထက်လွန်ပြီးကျွန်တော်ပုံမိုလေးလာခင်ပြီးအတိတ်ကိုမေ့သောယောဂအမျိုးမျိုးရှိရှင်တို့အားလုံးကိုဆံလွဲမှုစိတ်ပညာကလေးလာသည် စိတ်အကြောင်းတသက်ကြောင့်အတိတ်ကိုမေ့သောယောဂများကနယူးယောက်စီမျိုးစုအောက်၌ပါဝင်မမဝေးယောဂကစိတ်ကြောင်မဟုတ်အော်ဂနစ်ခေါ်ရုပ်ခန္ဓာတက်ချွတ်ရင်းရာမှဖြစ်ရသည်ရုပ်ခန္ဓာတက် အထူးသဖြင့်အုံနောက်တန်ရာကြောင်းအတိတ်မေသောယောဂသည်လည်းစံကျယ်သည် အမဲမေသည်လည်းရှိသည်ယာယီမေသည်လည်းရှိသည် အတိတ်အလုံးကိုခြုံ၍မေသည်လည်းရှိသည်ကွက်၍မေသည်လည်းရှိသည်မေခြင်းတက်တက်သဘောနှင့်မေသည်ရှိတဲ့ကဲ့သို့တတိစူးဆိုင်နိုင်စွာအနေသွား၍မေခြင်းသဘောလည်းရှိ၏တန်ရာကြောင့်မေရတကယ်သို့တန်ရာရစဉ်ကပေါ်ခဲ့သော ကြောက်ရွံ့ထိတ်လန့်ခြင်းခံစားမှုလွှမ်းသောကြောင့်မိသည်လည်းရှိ အချို့ကိစ္စ၌ပဂတိအနေထားဖြင့်မိနေသောအရာများကို စိတ်ညှို့ခံထားရစဉ်တရိယာရှိမှတ်မိသည်လည်းရှိသည်မမဝေသည်တဖြည်းဖြည်းပြန်လည်တရိယာလာနေပြီလောအလုံးကိုပြန်လည်တရိမယနိုင်တော်သည့်တိုင်စေဒဇုံတရားသောစိတ်တစစီစာရောင်လေးလဲ့နေသည်လောတတိလေဟာကွက်ကလေးတွေသည် မဆက်လူလူဆက်လူလူဖြစ်နေသည်လောတနေ့လာခဲ့ပါမည်ဟု ကိုတန်းအောင်ကို ပြောလိုက်မိတော့လဲထိုနေ့ညနေတွင်ပင်ရေကျော်ရွှေဘုံပွင့်လန်းသို့ကျွန်တော်သွားသည်ကိုတန်းအောင်နှင့်အကြီးတို့အိမ်လေးမှာတေးသေးနှင့်တက်တက်ရရလေးဖြစ်၏ဧကန်လေးကဧကန်ထက်ပကြီးပြကန်းလေးနှင့်ပိုတူသည်အကြီးသည် တွက်လက်၏ ထာဝစဉ်စိတ်ချမ်းသာနေဟန်မျက်နှာနှင့်မျက်လုံးလေးများသည်ပြုံးရနေစကားပြောဟန်ကောအမူယာပါပေါ်ပါတလက်သည်ကုတန်းအောင်ဟာဆရာလာမယ်ပြောတော့အကြီးကတိတ်မယုံဘူးဟောဆရာကကုချက်ချင်းကိုတကယ်ရောက်လာတယ်အကြီးဒီကော်ပီလက်ဖက်လက်ဖက်ရည်ကျန်းတို့ကိုအဲဝတ်ကြေးစွာစထားပေးရင်ပြော်၏ဘာကြောင့်ကျွန်တော်လာမယ်ဆိုတာကိုအကြီးကမယုံရတာလဲ အည်ဒီရှာလေးတစ်လစ်ဖြစ်သွားပြီးသူ့မောင်တော်ကိုတစ်ချက်ကြည့်အဲ့ဒါတော့အည်မသိဘူးကိုတန်းအောင်ဒီသူ့ဇနီးကိုသူ သဘောကျဟန်ရေပြီးပြော၏အဲ့ဒါသာကြည့်တော့ဆရာကြီးမတ်ရွှေကြီးကပြောချင်တာပြောချလိုက်တာပဲပြီးတော့မသိဘူးတဲ့ကောင်းရောကဲဆရာသုံးဆောင်ပါဦးကျွန်တော်ပကြီးတွေလည်းကြည့်ပါဦးအေးစစ်စစ်ပေါ့ ပကြေကားတွေကတော့အမျိုးစုံလာ၏လူကားရှုမျောကင်းကားတရိษံနှင့်တမဲ့လေလာထားသောကားစီစေးကားတွေကရေစေးကားတွေထက်ပိုများသည် ကိုတန်းအောင်သည် စီစေးကိုပိုနိုင်ရန်တူ၏ရွှေတကုံဇေဒီတော်ကို ရှုထောင့်မျိုးမျိုးမှဆွဲထားသောကားများလည်းရှိ၏ရင်းတို့နှင့်တကားကကျွန်တော်ကိုဆွဲဆောင်လာ၏ကျွန်တော်သည်ထံရမှထပြီးထိုကားကိုကြည့်မိ၏ အကြီးဒီကျွန်တော်နာလာရက်ပြီးမေးဤဆရာအဲ့ကောင်ကိုကြိုက်သလားကြိုက်လို့ထကြည့်မိတာပေါ့အကြီးရွှေရကုံဖျားကိုဓာတ်ပုံရိုက်တယ်လို့ဆွဲထားတာတွေကျွန်တော်အများကြီးတွေ့ဘူးတာပေါ့ဒီပုံကတော့တမျိုးပဲဖျားကြီးရဲ့အစိပ်ပိုင်းတစ်ခုပဲအဲ့ဒီအစိပ်ပိုင်းလေး ਨੇ ဖျားကြီးတစ်ခုလုံးဟာဘလောက်ကြီးကျယ်တယ်ဆိုတာပြောပြနေတယ်မိမိဟာလဲဘလောက်သိငယ်တယ်လဲဆိုတာသိနေတယ်ဤနေတဲ့ရွှေဟာ လက်နဲ့ကမ်းကြည့်ခြင်းအောင်ဖိတ်ခေါ်နေတယ်။ရွှေတောင်ကြီးကိုမြင်ရတာပါပဲအကြီး။ဒီကားကိုကြည့်ရတာဟာရွှေတောင်ကြီးအခြေမှထိုင်ပြီးမော့ဖူရတယ်လို့ခန်းစားရတယ်။ဟာဟုတ်တယ်ဟုတ်တယ်။ဆရာပြောတာဟုတ်တယ်။ဒီကားအကြီးကားဆရာ။ဘလို့အကြီးကားကိုတန်းအောင်ကဝင်းရှင်ပြောသည်။ဒီလိုဆရာကြီးမတ်ရွှေကြီးဆွဲခိုင်းတာစံကြံဖန်ဖန်ကျွန်တော်ကဆွဲပေးရတာ။ဟုတ်တယ်လို့က တန်ယုံတစ်ခုကဒီကားကိုတထောင်ထိပေးတယ်။အဲ့ဒါရွှေကြီးကရောင်းွယ်မပေးဘူး။အကြီးကသူ့ကိုယ်ပိုင်ကမရောင်းရဘူးတဲ့။ဟုတ်တယ်နော်ဆရာ။ဒါကကိုမြတ်နိုးတာငွေတထောင်ဘာလို့ရမှာလဲ။အကြီးနဲ့ကိုတန်းအောင်ကိုကြည့်ရင်ကျွန်တော်ချင်းတွင်လွန်းလွန်းဆွတ်ဆွတ်ဖြစ်လာ၏။အမှုပညာတဲ့ဇနီးမောင်နှံပါရမီရှင်နှင့်ပါရမီဖြည့်သူငွေကိုဘာလို့ရမည်နီ။ဩ မျက်နှိုးဒီကပဒါနာကျွန်တော်ဒီကလထိုင်း၌ပြန်ထိုင်၏ငွေလာမင်းရဲ့တစ္ဆာရှင်ဟာလည်းအကြီးကားပဲဆရာရောင်းွယ်မရှိဘူး။အော်အကြီးကြီးမူလပုံသွားอยู่ပါဦး။အကြီးဒီအိမ်အတွင်းကန်းစီတို့ ဝင်သွားပြီးအလျားဆဲလက်မအနန်း၆လက်မခန့်ပကြီကားလေးတစ်ချက်ကိုယူလာခဲ့၏။ဒီကားကတော့ရေစေးကားပါ။အမောင်တွင်ရဲရဲလဲလဲသားရှိသောအယောင်တဘောကို ခက်ခဲတိမ်မွေးစွာပေါ်ထသည်ဟိုးမိုးကုတ်ဆက်ဝိုင်းစီမှာငွေပြာရောင်လဲ့လဲ့လေးတန်းစားပြုတ်နေ၏ကြံကောင်းငယ်မှာတော့ကြေများသာရှိနေသည်အရိပ်မောင်းပြီးအနှဲငယ်သာရောင်ပြန်ရှိသည့်ကံရည်ပြင်ထက်မှာကြာဖြူတငုံတီးရှိနေ၏ကြည်ကိုဖွဲ့ထားပုံမှာဘလို့ကြည့်ကြည့်မျက်လုံးများကကြာဖြူစီသာ ပြန်ဆွဲဆောင်သည်ကြာဖြူကလည်းညှော်လင်းခြင်းစကားကိုပြောနေ၏ ပကြီကားမှသည် ကိုတန်းအောင်၏မျက်နှာကိုကျွန်တော်ကြည့်သည်အပိသက်ပုံချမ်းကိုဟိုတလောကကျွန်တော်တို့ဆုလုပ်တဲ့ပြပွဲမှာလက်စွမ်းပြအဖြစ် ကျွန်တော်တင်နေဆရာအကြီးပုံမို့ဘသူကမှကျွန်တော်မယောင်းဘူးဒါပေမဲ့ကိုတန်းအောင်ကအကြီးကိုလန့်ကြည့်သည်အကြီးကမထူးတော့ပါဘူးပြောလိုက်ပါမဟုတ်တိုက်တွန်းသည်ဒါပေမဲ့မမျော်လင့်ပဲ ပြပွဲကိုမမဝေတို့ရောက်လာတယ်။ဒီကားကိုမမဝေက အတင်းမဲ့ဝေတယ်။ကျွန်တော်ညင်းပါတယ်မရဘူး။နောက်ဆုံးတောင်းပန်တဲ့အချိန်မှာမမဝေဟာငိုတော့မလို့ပဲ။သူ့ပိုင်ပစ္စည်းကိုပြန်အတနာခံတောင်းနေတယ်လို့ပဲ။ဒါနဲ့လူချင်းရလဲခင်းနေတော့ကျွန်တော်ရောင်းလိုက်ရတယ်။ကျွန်တော်ဒီကောင်းငိုက်ဆိုက်ချပြီးနားထောင်နေရ၏။အတန်ကြာမှမေးမိသည်။ကိုတန်းအောင်ကိုမမဝေကမှတ်မိသလား။ မှတ်မိပါတယ်ကျွန်တော်တို့ငငယ်ကလေးကခင်းကြတာဩဆရာမေးလို့ထူးဆန်းတာတခုတတိရတယ်ကျွန်တော်ကဒီကဟာအကြီးကအကြီးကရောင်းွက်မပေးဘူးဆိုတော့မေးတယ်အကြီးကဘာတူလဲတဲ့အကြီးဟာ ကျွန်တော်ဇနီးလေးဆိုတော့ဩမင်းအိမ်အောင်ကြနေပြီလားတဲ့ခက်ကေရောဆရာကျွန်တော်ဒီငိမ့်နေဘုတန်းအောင်တို့မောင်နှံကလည်းဘာမှမပြောဘဲကျွန်တော်ကိုကြိတ်နေကြ၏ ကျွန်တော်ကတပြင်းမှုတ်ထုတ်ပြီးပြောရ၏မထူပါဘူးလေကိုတန်းအောင်တို့မှာဗဟေလိဖြစ်နေတယ်မဟုတ်လားကျွန်တော်ပြော့ပြပါတော့မယ်ခုနေကပြပွဲကိုမမဝေတို့ရောက်လာတယ်လို့ကိုတန်းအောင်ပြောတယ်မမဝေနဲ့ဘသူနဲ့လဲကိုတန်းအောင်ကိုတန်းဟန်လေမမဝေရောက်ကြတဲ့ပသိမ်သားပဲအဲ့ဒီကိုတန်းဟန်အကိုတန်းဟန်ဟာကျွန်တော်အကိုပါဖြစ်ခဲ့ကြရတာကတော့ ကျွန်တော်ဒီဇလန်းကိုအချင်းချုံပြောရ၏ကျွန်တော်စကားအဆုံးတွင်အည်ဒီညနာလေးညွညွနဲ့ဆရာရဲ့ဆီဟာရုံးဖြစ်ကရင်းနှင်းစရာကြီးကျွန်မငိုချင်လိုက်တာဟုတ်ဆို၏ကျွန်တော်လည်းငိုခဲ့ရပါတယ်အည်ယောက်ျားတံမဲ့ကျွန်တော်အများကြီးငိုခဲ့ရတယ်အခုတော့ဇလန်းကသိမ့်ခဲ့ပါပြီဒီဒုက္ခဒီအပူဟာတန်တရာမှာကျင်လေသော ယောက်ျားတကားတို့ခံရမြဲပဲလို့နှလုံးသွင်းပြီးဖြေးယူရတယ်။ဖြေးလို့တကယ်ရရဲ့လားဆရာ။ဩအကြီးရဲ့ပြည်ရရဲ့တော့လုံးလုံးပဲဟုတ်မလဲ။ဒါပေမဲ့မြတ်တာလေးရှေ့ထားပြီးမုဒိတာလေးပွားပေးရတယ်။ရုံဏ္ဍမသင်္ခါရကို အနုပတနာခဏညံနဲ့သမုစေတဗဟံအဖြစ်တော့အပြက်ပေကြီးကမလွယ်သေးဘူး။မလွယ်တာနဲ့ ဥပဒဏ်ကြီးကျွန်တစ်ချိန်လုံးဖြစ်နေရတော့မလားအကြီးတို့လည်းမှတ်ထားပေါ့မေတ္တာကမ္မထမ်းဟာလေရင်ကိုငြိမ်းချမ်းသင့်သမျှငြိမ်းချမ်းနိုင်ပါတယ်ကို့မှာခံစားရပေမဲ့မမဝေတယောက်တော့ချမ်းသာနေပြီဩချမ်းသာပါစေဒီချမ်းသာခြင်းကိုသိလို့ငါဝမ်းမြောက်မယ်အဲ့ဒီလိုမုဒိတာနဲ့ပဲဖြေးနေရတဲ့အကြီးရေမမဝေပြန်တတိမရနိုင်တော့ဘူးလားမပြောတတ်ဘူးအကြီး မရပါစေနဲ့လို့ပဲဆူတောင်းရမလို့ဖြစ်နေတယ်။အိုးဘာဖြစ်လို့ရလာပြန်တော့ဘသူအတွက်များကောင်းလာနိုင်ပါမလဲအကြီးကျွန်တော်တော့ပြောချင်းပြောရမှာပေါ့မမဝေ ပြောနိုင်ပါတော့မလားဟိုတယောက်ခမရကောမငိုရလေဘူးလားတော်ပါပြီရေရေဒီနေ့ဒီကြောင်းလာပြောရတာကလည်းအမှန်ဝန်ခံရရင် လာနှုတ်ပိတ်တာပေါ့မမဝေနဲ့ကျွန်တော်အကြောင်းကို သိတဲ့သူဟာအကြီးတို့ပါဝင်နည်းနည်းလေးပါ ဒီဇလန်ဒီမှာတိတ်ပါစေတော့ဒါတော့စိတ်ချပါစရာရင်အကြီးကဆက်စုတတ်ပေမဲ့နှုတ်ကိုထိမ့်တတ်ပါနဲ့ကျွန်တော်ပြန်ကနေတွင်အကြီးကဆိုရင်အော်ဆရာဟောဘကြီးကလေးဆရာဟောအကြီးပေးလိုက်တော့မယ်ဘာပြုလို့လဲအကြီးအမှတ်တရလက်ဆောင်ပေါ်ဆရာရင်ဘာလဲဆရာမလိုချင်ဘူးလားလိုချင်ပါတယ်အကြီးအကြီးပေးရင်ကျွန်တော်ယူပါမယ်အခုမယူသွားနဲ့အောင် ိုတန်းအောင်ဘောင်းလှက်လှက်ခက်ခိုင်းအောင်မယ်။အော်အောက်ကတက်တက်ဆီရကပြားလေးကိုလည်းရွှေစလုံးနဲ့ရေးပေးခိုင်းမယ်။ကိုတန်းအောင်နဲ့အကြီးတို့အိမ်မပြန်လာစဉ်ကျွန်တော်ကပြားလေးကို ပြန်တရီရမေး။အော်လက်ွယ်တော်ညနှမဘေးစီရောက်ခဲ့ပြီနီ။မမဝေးမွေလာဝန်နှမဘေးစီရောက်ခဲ့ပြီကိုကျွန်တော်သိပါ၏။ဒီငွေလာဝန်းကြီးက ဟောဒီကဘာတေးသေးလေးမှာကျွန်တော်စီပြန်ရောက်လာခဲ့လျင်ကုမုတ်တာဂျာဖြူပမာအပြုံးပွင့်နဲ့ကျွန်တော်ဘယ်ပုံကြိုပါမည်နည်းစီဝလောလီမလုတ်ပြန်တော့နှွေတယုတ်ရေးပြီးပကြီး 天下心里静的，夜马多甘饮。မြတ်မြတ်စင်စင်လှတော်သူရင်ပွင့်ဝဝကြွေစားနေအမိမြေကပါကယူသိ ပတဝနေစိရလောချာနာမတူလေယူရိုင်လေခိုင်မြေယူတာတာဝစင်လေမယိကိမန်ရှောင်းတီယူတန်လူလာယိနိနေပြောင်းခွာပရောညာလေးချိန်သော ုံရနဲ့ထုံလေးမူမတပံပြီးထွေ၍သောဟိမန်လျောင်းဆက်ဆောင်ပဲကူရင်ပြည့်တန်မြဤသွေးချေလေးလေယူရပင်ညာတိန်မြောက်လွားကိုစိမ့်သွေးမတိန်တမင်စိမ့်လေးသည် ရောင်စိမ့်ရောင်စိမ့်အားစင်ပေးခဲ့ကြတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာနောက်လာမယ့်အပိုင်းဆက်ခွန်ကိုလည်းစောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာ